မင်္ဂလာပါတောက်သမီးတို့ရေဒီနေ့ဒီချဲတို့အခန်းဆက်နှစ်ဂါကြီးရုံကလေးရဲ့ညံစွမ်းပုံမြင်လေးကိုဆက်ပြီးတော့တွားကြမယ်ကဲဒီချဲကပုံမြင်လေးပြောပြမယ်တောက်သမီးတို့ကနားထောင်ကြကြလားအဲဟုတ်ပြီဒါဆိုရင်ဒီချဲကပုံမြင်လေးကိုပြောပြပေးမယ်တောက်သမီးတို့ကနားထောင်ပေးအောင်နော် ဟိုးရှိရှိတုန်းကတောအုပ်ကြီးတစ်ခုမှာယုံဝဝုံနဲ့စင်ကလေးတို့ဟာ အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလာကြတဲ့။တနေ့မှာတော့ပျော်ပျော်ရွှင်ရွှင်ကစားနေတုန်းဂူကြီးတကူကို တွေ့လို့ဝင်သွားကြတယ်တဲ့။အဲ့ဒီဂူကြီးရဲ့မှာအယိုးတွေအသားစားတွေနဲ့အမွှေးမြင်တွေကို တွေ့ကြရတယ်ကွ။ အဲ့ဒီအခါမှာဝက်ဝုံကလေးက ဒီငူကြီးထဲမှာအကောင်ကြီးကြီးနေတာဖြစ်မယ်လို့ပြောတဲ့။နောက်တစ်ခါဆင်လေးကတော့တန်မာတဲ့ကောင်ကြီးနေတာဖြစ်မယ်လို့ပြောပြန်တဲ့။ဂျုံကလေးကတော့စဉ်းစားပြီးမှ ဒီငူကြီးထဲမှာခြေသေးကြီးနေတာဖြစ်ရမယ်လို့ပြောလိုက်တဲ့ကွယ်။ဒီအချိန်မှာ ခြေသေးကြီး ပြန်ရောက်လာပါလေရော။ သူတို့သုံးကောင်ကိုမြင်တာနဲ့စိတ်ဆိုးပြီးဟိတ်ဟောင်းလိုက်ရောတဲ့အဲ့ဒီအခါဝက်ဝော်နဲ့စင်ကလေးတို့နှစ်ကောင်ဟာငိုနေကြတာပေါ့ယုံကလေးကတော့ပြောရမယ့်စကားကိုစဉ်းစားနေတယ်တဲ့နောက်တော့ရဲရဲဝံ့ဝံ့နဲ့အရှင်ချင်းသိမင်းခမအရှင်နေတဲ့ဂူမတ်မသိလို့ဝင်မိတာပါဒီတစ်ချိန်တော့ခွင့်လွတ်ပေးပါလို့တောင်းပန်လိုက်တဲ့ အဲ့ဒီအခါရှင်သေးကြီးဟာစိတ်ဆိုးနေရကစိတ်ကျဉ်နဲ့သွားပါရောတဲ့ကွယ်။ဒါကြောင့်သူတို့အားလုံးဟာပျော်ပျော်ရွှင်ရွှင် ပြေလာနိုင်ကြတဲ့။အဲ့ဒီနောက်မှာတော့ဝဝနဲ့စင်ကလေးတို့ဟာယုံကလေးကို ဒီကူကြီးရဲ့မှာရှင်သေးကြီးနေတာမင်းဘယ်လိုသိတာလဲလို့မေးကြတဲ့ကွယ်။ကဲဒီပုံမြင်လေးထဲမှာ ယုံကလေးကစကားပြောတဲ့အခါမှာစဉ်းစားပြီးတော့ရေရေဝုန်းနဲ့ချိုချိုတတပြောဆိုတယ်။ဒါကြောင့်မလို့တာဝသမီးတို့တွေလည်းစကားပြောတဲ့အခါမှာစဉ်းစားပြီးတော့ရေရေဝုန်းနဲ့ချိုချိုတတပြောဆိုကြရမယ်နော်။ကဲဒါဆိုရင်ဒီပုံမြင်လေးတိုင်းပဲတာဝသမီးတို့တွေလည်းပြောဆိုကြလိမ့်မယ်လို့ဒီချက်တင်ပါတယ်။ဒါကြောင့်မလို့ဒီချက်တို့ဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲ။နောက်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။